ငါတမင်မင်းကုလို့ပြန်ယူတယ်အဲကုလို့ပြန်ဆက်လို့မင်းဒါကုလို့ကောင်းမှုပြုဖို့ရံတွေ့တာနဲ့လူလောကပြန်လာတယ်လို့ပဲပုံရပေါက်ချဲချရမှာပေါ့နော်အားလုံးမိင်္ဂလာပါအခုဖြစ်စဉ်လေးကတော့ကျွန်တော်တို့ကြားပဲကြားဖူးတယ်ညင်ရခဲတယ်ဆိုတော့ဖြစ်ပြတဲ့ခုဖြစ်ပါတယ်။ဘာလဲဆိုတော့အတိတ်ဘဝကကုသိုလ်ကံကြောင့်ဒီဘဝမှာလူပြန်ဖြစ်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ထူးထူးဆန်းဆန်းဖြစ်ပြပေါ့နော်။အာပြောရမယ်ဆိုလို့ရှိရင်တော့လူဝင်စားတာပေါ့ ကဲဖြစ်စဉ်လေးကိုကျွန်တော်တို့ဗီဒီယိုနဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ Let's go မင်းကလူဝင်လားဟုတ်လားဟုတ်လားကျပါဘူးမမီးတာပေါ့ဟုတ်ပါဘူးဟိုဘွားတော့အဲ့မင်းကမိန်ကလေးလားယောက်ျားလေးမိန်ကလေးပါမိန်ကလေးကျပါဘူးအော်ဟိုဘွားတော့လည်းမိန်ကလေးပဲနော်ကျပါဘူးအော်ဒါပေမဲ့ကုလူကန်ထူးလို့လူဘွားပြန်ဖြစ်တာကြဟုတ်တယ်ငါတမီးကုလူကန်ထူးလို့လူတည်ပြီးတော့ သူပြန်ဝင်စားတာကြည့်သားဟိုဘွားတော့နော်အဲ့တော့ဟိုဘွားတော့အဖေရောမှတ်မိတယ်မှတ်ရတယ်ဟိုဘွားအမေလည်းမှတ်မိတယ်သူတို့ကအဲ့လိုပြောလိုက်တော့သူတို့ကတိကြတာလားတိရတယ်တိရနော်အဲ့ဆိုရင်ဥဖူးပါရဲ့ကိုရင်နှပါရှိတယ်သူ့မှာတားနှစ်ယောက်ရှိသေးတယ်အဲ့ဒီတားနှစ်ယောက်ကလည်းဘုံရတဲ့ပဲပဲဒီမှာတင်ငန်းဝတ်တာအခုဆိုင်တိုက်ပို့ထားတယ်ပညာရောင်ကြီးမှာဆိုင်တိုက်ပို့ထားတယ်အဲ့ဒါတွေ့ကြမှာနောက်ခါကျဘုံကြီးတွေ့ပြီမယ်နော်ဒီဒီကထိန်လာမှာနဲ့တူတယ်ဘုံကြီးပြင့်ကြည့်မယ်နော် အဲ့ခါကျရင်အဲအဲ့ကျမင်းသူ့ကျတော့မောင်လေးပေါ့ဟိုကဟိုကတော့နဲ့မောင်လေးဟောသူတို့ကတိပလားတကယ်တော့အဲ့လိုမဆုံးခင်ကတော့မမွေးပါဘူးအော်မင်းမဆုံးခင်ကတော့သူတို့မမွေးဘူးမင်းဆုံးပြီးမှမွေးတာဟောအဲ့ဒါဆုံးတော့ပုံကတိလားဆုံးတော့ပုံတော့တိတော့ဘုန်းကြီးပြောကြတာဘလို့ဘလို့ဆုံးတော့တယ်အဖျားကြီးအဖျားကြီးဆွေးရမဆုံးတော့တာအဲ့ဒီဆုံးတော့မေတ္တာဟော ဒီအခုဒီဘွားမှာပြန်ဖြစ်လာတော့အေးအဖေမေလို့လည်းတအားတူးကျင်တာပေါ့မင်းရတာအိမ်မီမီလေးအိမ်မီမီလေးအာငါတမင်မင်းကုလိုကံကျူးတယ်အဲကုလိုပြန်ဆက်လို့မင်းဒါကုလိုကောင်းမှုပြုဖို့ရံတွေ့တာနဲ့လူလောကကိုပြန်လာတယ်လို့ပဲပုံရပေါက်ချဲချရမှာပေါ့နော်ဟုတ်လားအဲဆိုတော့အဲကုလိုလေးပါလေးပြုဖို့ကိုနိုင်ရပြုဖို့ကွာကုလိုကောင်းမှုနော်လူလေးနော်ဟုတ်တယ်မဟုတ်လားအေးအေးအေးကဲ ကဲဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျာဒါကတော့လူဝင်စားမလေးရဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ review ဝင်ထင်သလိုမြင်သလိုဝင်မန်းခဲလို့ရပါတယ်ဒီလူဝင်စားမလေးရဲ့နောက် asset ကိုတော့ကျွန်တော်ပြန်လဲတင်ဆက်ပြဖို့ရှိပါတယ်နောက် asset ကတော့သူ့ရဲ့အတိတ်ဘဝကမိသားစုနဲ့ပြန်လဲဆုံတွေ့တဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ကဲနောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဘယ်ပါ